အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ10ရက်နေ့စနေနေ့အတွက်မော်လဝတ္တခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါရမယ်မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်လာမယ့်လေပြင်းနဲ့ရေဝန်းကမနေ့ပြန်တနင်္ဂနွေနေ့မှာစတင်အစပြုမှာဖြစ်ပြီးမေလ15ရက်နေ့နောက်ပိုင်းမှာ အာကောင်းမေးတည်တာထင်ရှားတဲ့လေပြင်းနဲ့ရေဝန်းဖြစ်လာနိုင်ပါတယ် မေလ16ရက်နေ့ကစတင်ပြီးဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာအားကောင်းတဲ့လေပြင်းနဲ့ရပ်ဝန်းဖြစ်လာပြီးမေလ19ရက်နေ့20ရက်နေ့တွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုချင်းကပ်ဖြတ်ကျော်မှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကိုဖြစ်တည်နေတဲ့လေပြင်းနဲ့ရပ်ဝန်းဟာစိုက်ကလုန်းမောင်းနိုင်ဖြစ်လာနိုင်ခြင်း60ရာခိုင်နှုန်းရှိတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ လေဗီယာနဲ့ရဝင်းရဲ့အရှိန်ကြောင့်မနေ့ပြန်တနင်္ဂနွေနေ့ကစတင်ပြီးတရနာရီတိုင်းမွန်ပြည်ကရင်ပြည်အေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းနေပြီးတော့မကွေတိုင်းတောင်ပိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာမိုးသွင်းလေပြင်းများကြာရောက်ပြီးမုန်များနိုင်ပါတယ် မေလ15ရက်နေ့နောက်ပိုင်းမှာတော့ရခိုင်ပြည်မြောက်ပိုင်းချင်းပြည်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နဲ့ရှမ်းပြည်မြောက်ပိုင်းတွေမှာ မုံများရာကနေမုံအလွန်ညားနိုင်ပါတယ်။ဒီကနေ့ညနေအထိမုံပြည်နဲ့တရင်နာရီတိုင်းတို့မှာနေရာစိတ်စိတ်ကချင်ပြည်ကရင်ပြည်ရန်ကုန်တိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကျကျနဲ့ကျန်ပြည်နယ်နဲ့တိုင်းတို့မှာနေရာကွက်ကြားမုတ်ထချုံရွာနိုင်ပြီးရွာရန်ရာတော်ပြည့်ဖြစ်ပါတယ်။ဘင်္ဂလားပြည်လောက်အများပိုင်းမှာ တရင်နေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံပင်ကလားပင်လယ်အော်တို့မှာတိမ်အသင်တင်ကနေတိမ်ထူထန်နေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအနေငယ်ကနေလှိုင်းအသင်အတင့်ရှိပါမယ်။ မော်ပြင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်တွေရွေ့ရှားရာတခြားမိုးရွံ့သွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှင်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုတ်စလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးသိပ်ထန်စွာရွာသွန်းခြင်း၊မိုးတိမ်တောင်းတွေဖြစ်ပေါ်ခြင်း၊လေပြင်းတိုက်ခတ်ခြင်းစတဲ့ထစ်ချုံးမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါရဲ့ရှင်။ကျမနွေနွေပါ။